စစ်ကောင်မရှင်ကအကြမ်းဖက်ဖွဲ့ဖြစ်ကြီးညာထားပြီးထိုးစစ်ဆင်နေတဲ့ကရင်မျိုးသားစီယုံ KNU နဲ့ချင်းမျိုးသားတပ်ဦး CNF တို့အပါအဝင်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှု ရစဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့တဲ့ဒိုင်းသားလက်နက်ကိုင်တွန်လိုင်းဖွဲ့စည်းတွေ EOS တွေကိုလာမယ့်အောက်တိုဘာ15ရက်နေ့မှာကြာရောက်မဲ့ NCA ဆယ်နှစ်ပြည့်ခမ်းနားကိုတက်ရောက်ဖို့ဖိတ်ကြားသွားမယ်လို့သိရပါဗျာ။ NCA စနစ်ပြေခန်းနာကိုအရင်နှစ်တွေထက်စီကားစွာကျင်းပနိုင်ဖို့စစ်ကောင်မရှင်နဲ့အပြည့်ရဲ့အဖွဲ့တွေရဲ့မဟာမိတ်ဖြစ်တဲ့ 7EO Alliance တို့က၄ချိန်တိုင်းတွဲဆုံညှိနှိုင်းခဲ့ပြီးအဲ့ဒီညှိနှိုင်းမှုတွေထဲကမှ NCA ကိုစတင် ပြုစုခဲ့သူခေါင်းဆောင်တွေပြင်လက်ရှိလက်မှတ်ရေးထိုးထားစေမဟုတ်တဲ့အဖွဲ့တွေကိုဖိတ်ကြားဖို့ကြိုးပမ်းနေတာဖြစ်တယ်လို့ 7EO Alliance ရဲ့ပြောခွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်စီကတည်ရပါတယ် အခမ်းအနားကိုနိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့စဉ်းစားတဲ့အခါမှာ NCA လက်မှတ်ရေးထိုးခဲ့တဲ့ခေါင်းဆောင်အကုန်လုံးဖိတ်နိုင်အောင်ပြီးတော့ NCA လက်မှတ်မရေးထိုးနိုင်သေးပေမဲ့လည်း NCA ပြုစုတဲ့အချိန်ကအတူတကွပါဝင်ခဲ့တဲ့ခေါင်းဆောင်တွေကိုလည်းဖိတ်နိုင်အောင်ကျွန်တော်တို့ကြိုးပမ်းမှုတွေရှိတယ်လို့ဘိုးမူကြီးစောကျော်ညွန့်က ARD Times ကိုပြောပါရယ် KNU နဲ့ NCA တို့ဟာရခိုင် NCA လက်မှတ်ရေးထိုးထားတဲ့ဒိုင်းသားလက်နက်ကိုင်အဖွဲ့၁၀ဘွဲ့မှပါဝင်နေပြီးစစ်ကောင်မရှင်ကအာဏာသိမ်းပြီး ိုင်ငံတော်ဘုံကျဲတိုက်ခိုက်က NCA ကိုချိုးဖောက်နေတာကြောင့်ဆွေးနွေးမှုတွေရက်ဆိုင်ကပြည်သူနဲ့တူ ခုခံတော်လှန်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်။စစ်ကောင်မရှင်က၎င်းတို့ကိုမြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေ KIA AA TNL နီးတူ KNU ကိုအကြမ်းဖက်အဖွဲ့ဖြစ်ကြေညာပြီးခေါင်းဆောင်တွေကိုလည်း CNF အပါအဝင်အခြားပုဂ္ဂိုလ်တော်လှန်အင်အားစုတွေနီးတူရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုနဲ့သက်ဆိုင်ရာနေမြေတွေမှာအမှုဖွင့်ကထိုးစစ်ဆင်နေပါတယ်။ အလားတူ NCA လက်မှတ်ရေးထိုးထားတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး APSDF ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL PNL ဥက္ကဋ္ဌကြာခွန်စာဦးဆောင်တဲ့လာဟုဒီမိုကရက်တစ်အစည်းအရုံး LDU မူလအဖွဲ့တို့ကလည်းအာဏာသိမ်းမှုကိုလက်မခံတာကြောင့်စစ်ကောင်မရှင်နဲ့တွဲဆုံမှုတွေလှုပ်ဆောင်မှာမဟုတ်တော့ဘူးလို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS မွန်ပြည်သက်ပါတီ NMSP ရခိုင်လူမျိုးရေးပါတီ ALP ၊ကရင်ငြိမ်းချမ်းကောင်စီ KNU KNL PC ၊ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တို့သာအပြည့်အဖွဲ့တွေဖြစ်ကြန့်ရှိတော်ပြီးစစ်ကောင်မရှင်နဲ့ထိတွေ့ဆက်ဆံဆွေးနွေးနေသလို 7EO Alliance အဖွဲ့ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ဒါ့အပြင် NCA လက်မှတ်ရေးထိုးထားတာမရှိခဲ့မြောက်ပိုင်းညီနောင်ဖွဲ့ဝင်ကချင်လွတ်လပ်ရေးတပ်မတော် KIA အာရခတက်တော် AA နဲ့တန်းမျိုးသားလူမျိုးရေးတပ်မတော် TNLA စတဲ့ EA West တွေကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG တော်လိုင်းအင်အားစုတွေနဲ့တူ ခုခံတော်လှန်နေပြီးစစ်ကောင်မရှင်ဟာစီရေးရှုံးနေနေပါတယ်။အာဏာသိမ်းစစ်ကောင်မရှင်ကတော့ NCA လက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်ခမ်းနားကို EOS တွေပြင် NCA ကောင်ထက်ဖော်မှုကာလမှာရင်းဆိုင်လုပ်ငန်းစဉ်တွေမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တွေနဲ့နိုင်ငံတကာအသိတသိတွေကိုဖိတ်ကြားမှဖြစ်တယ်လို့ငြိမ်းချမ်းရေးလုံခြုံရေးဆွေးနွေးပွဲလည်းပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ အဲ့ဒါတွေကိုကြဲကြဲပြန့်ပြန့်ဖိနှိပ်အောင်လို့ကျွန်တော်တို့တွဲဆုံညှိနှိုင်းဆောင်ရွက်နေတယ်။အရင်နဲ့မတူဘဲနိုင်ငံရေးအနှစ်သာရရှိရှိအတိတ်ပဲရှိရှိစီစီကောင်းကောင်းကျင်းပနိုင်မှုကျွန်တော်တို့သဘောထားရှိပါတယ်လို့စစ်ကော်မရှင်နဲ့အတူဖိတ်ကြားရေးမှာပါဝင်တာဝန်ယူလှုပ်ဆောင်နေတဲ့ဆေဗန် EAO Alliance ရဲ့ပြောပွင့်ရဗိုလ်မှူးကြီးစောကျော်ညွန့်ကဆိုပါတယ်။ဒါအပြင်စစ်ကော်မရှင်က NCA နှစ်ပတ်လည်အခမ်းအနားနဲ့အလို့ယုံဆွေးနွေးပွဲကိုတက်ရောက်လာသူတွေအနေနဲ့ NCA စနစ်တာကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကောင်းထည်ဖို့မှု အောင်မြင်မှုတွေနဲ့သင်ကန်းစာတွေအပေါ်အမြင်သဘောထားတွေ့ကြုံတွေ မျှဝေဖလှယ်ပြီးအလို့သဘောဆွေးနွေးနိုင်အောင်စီစဉ်သွားမယ်လို့ဆိုထားပါတယ်